ရှေ့ချမ်းအသေးနောက်ချမ်းအသေးပါဒါကိုကြားရရင်ဒီအကန့်လေးအားလုံးကအရှင်းပါဒီဟာလေးအားလုံးကကျွန်တော်တို့ဒီလိုစီစဉ်ပါတယ်ခဗျာနော်ဒါဒီအားလုံးကအရှင်းပါချမဲ့နေရာလေးမှာဒီနေ့တွေကစပြီးတော့အင်နာကျွေးတွေစတူးဖို့လုပ်နေပါလောလောဆယ်စပေးကောက်နေပါပြီပြီးအင်နာကျွေးတွေလိုက်တူးလာမယ်ကျွန်တော်တို့ကဟိုနောက်3ရက်ဆိုရင်ဒီကထွက်သွားရင်အလုံး340ပါတယ်သူတို့တူးရတဲ့နေရာမှာအစင်းသင်းချရေလွယ်တဲ့ဟာကိုရေက နီးစပ်ရာအဆင်သင့်ရအောင်လို့ကျွန်တော်တို့စီစဉ်ပေးဖို့လုပ်ထားပါတယ်မင်္ဂလာပါခင်ဗျာဒီမပီဒီကဒီလိုလုပ်ပြတာကတော့လေ ကျွန်တော်တို့ဒီအိမ်သားတွေအေးပေါ်လူနေတယ်နောက်ပြီးတော့သခိုင်းလိုနေရာမျိုးမှာကြောင်းတွေပြက်သွားတယ်လမ်းဘေးတွေမှာနေရတယ်အပေါ်ပါဆွန့်မယ်ဆိုရင်တော့အပြင်နေမှာဆွန့်နေတဲ့နေရာမှာအညစ်ကြေးတွေနဲ့ယောဂအတွက်တွေကိုအများကြီးဖြစ်လာနိုင်တဲ့အတွက်ကျွန်တော်တို့ကဒီလိုရွေလျားကျွန်တော်တို့အိမ်သားနောက်ပြီးတော့နှမျိုးသုံးမှာကျွန်တော်ဘက်ကရွေလျားအိမ်သားတွေကျွန်တော်ဒီဘက်ကစောက်ပြီးလှူဖို့အစီအစဉ်ကျွန်တော်လုပ်ဖြစ်တာပါခင်ဗျဒီအိမ်သားလေးရဲ့အာကကျွန်တော်တို့ဒီအမိုးတွေအားလုံးကအရှင်းပါခင်ဗျ ကျွန်တော်တို့အကက်လိုက်ကက်လိုက်သွားသွားအမိုးတွေအရှင်တကားတွေအားလုံးဟာကျွန်တော်တို့စကူဘစ်လို့ခေါ်တဲ့စကူနဲ့ဒီတကားတွေကိုပို့ကြမှာတက်မယ်ကျွန်တော်တို့ဒီဘက်ကရင်ဟိုလှုပ်ထားတာကအရှိချမ်းအသေးနောက်ချမ်းအသေးပါဒါကိုကြားရရင်ဒီအကက်တွေအားလုံးဟာအရှင်ပါဟိုကြမှာကျွန်တော်တို့ဒီ6ချောင်းကိုထည့်မယ်ဒီနောက်ကျွန်တော်တို့ဒီတကားကဒီဒီဟာလေးအားလုံးက ကျွန်တော်တို့ဒီလိုစီစဉ်ပါတယ်ခဗျเนาะဒါဒီအားလုံးကအရှင်ပါเนาะ ဒါတွေအားလုံးဒါကျွန်တော်တို့ဒါဟိုကြမှာကျွန်တော်တို့စူဘင်းနဲ့ဆွဲမှာပါဒါနမူနာပြရတာဒါဒီခြေခြေနှင်းဖြစ်တဲ့အတွက်ဒါဒီခိုင်ခန့်မှုလိုတဲ့အတွက်ခိုင်ခန့်အောင်ကျွန်တော်တို့ကလုပ်ထားပါတယ်ဒီဟာတွေအားလုံးကဒါအရှင်းတွေပါဒါတွေအားလုံးကမပြီးဆွဲထုတ်လိုက်ပြီးတော့ဟိုကြရင်ကျွန်တော်တို့ကဆွဲချလိုက်အောင်ပါပဲအကုန်လုံးအားလုံးကအရှင်းလုပ်ထားပြီးတော့ကျွန်တော်တို့မိုးတွေနဲ့လုပ်တယ်ပါကျွန်တော်လောလောဆယ်တော့အလုံး100ပါအလုံး100တစ်ဖြတ်လုပ်ပါမယ်လောလောဆယ်ကျွန်တော်ဟိုဘက်မှာက ဟိုလှမ်းမေးကြတယ်ရေဘလို့စီစဉ်လဲဆိုတော့ရေကတော့ကျွန်တော်တို့ဒီအလွယ်တကူဒီမှာ ရေပုံးထားဖို့ရေပုံးပါမယ်ဟိုရေပုံးကနှစ်ပုံးပေါ့နော်အသုံးနဲ့ရေပုံးရေရေခွက်ကပါမယ်ဒီအနောက်ဘက်မှာတော့ကျွန်တော်ပိုက်နဲ့ကိုကျွန်တော်တို့ဘဲဟိုးလေးနဲ့တူးပေးပါမယ်ဘဲဟိုးအသေးစားလေးတွေနဲ့ကျွန်တော်တို့တိုးမဲ့အဖွဲတစ်ဖွဲကတန်တန်တီးတန့်တာဝန်ယူပါတယ်ဟိုစကိုင်းမှလည်းရှိသူမန္တလေးမှလည်းရှိပါတယ်သူတို့ဖွဲကတီးတန့်တာဝန်ယူရကျွန်တော်တို့ချိတ်ဆက်ထားပြီးသားပါသူတို့ဖွဲတွေကချမဲ့နေရာတွေမှာဒီနေ့တွေကစပြီးတော့ အင်နာဂျွင်းတွေစတူးဖို့လုပ်နေပါလောလောဆယ်စာပေးကောက်နေပါပြီပြီးအင်နာဂျွင်းတွေလိုက်တူးလာမယ်ကျွန်တော်တို့ကဟိုနောက်3ရက်ဆိုရင်ဒီကထွက်သွားရင်အလုံး3 40ပါတယ်သူတို့တူးရတဲ့နေရာမှာအစင်းသင်းချပါရေလွယ်တဲ့ဟာကိုရေကနီးစပ်ရတဲ့အစင်းသင်းရအောင်လို့ကျွန်တော်တို့စီစဉ်ပေးဖို့လုပ်ထားပါတယ်ဒီအင်နာတွေကဟိုကျွန်တော်တို့ဒီဘောလုံးကွင်းလိုနေရာမျိုးကယ်ဆယ်ရေးနေရာမျိုးမှာလည်းထားမယ်နောက်ပြီးတော့ဟိုဘုံကြီးเจ้าတွေတီလာရှင်เจ้าတွေနောက်ပြီးတော့ ဟိုကျွန်တော်တို့ယထာခုဆိုယထာနဘေးနာမှာကျွန်တော်တို့မင်းရညအမှာဘာမှမရှိတဲ့ဟာကိုကျွန်တော်တက်နေလူတန်းနိုင်ခဲ့တယ်။အဲ့ဒီနေရာတွေမှာဆိုအိမ်သာလုံးဝမရှိဘူး။အဲ့လိုနေရာတွေမှာလူစုလူဝေးနဲ့နေတဲ့နေရာတွေအားလုံးကတန်ငါ80လောက်ရှိတဲ့နေရာမှာအိမ်သာတစ်လုံးမှမရှိဘူး။အဲ့ဒါမျိုးတွေနေရာမှာကျွန်တော်တို့ကအိမ်သာနှလုံးသုံးလုံးချတဲ့အစီအစဉ်တွေလုပ်ပါပဲခင်ဗျာ။ တော့လုံးလုံးဆယ်မှာလုံးတရာပန်းပြီးတော့ကျွန်တော်တို့ကကျွန်တော်တို့လင်မယားနှစ်ယောက်ကကျွန်တော်တို့ဒီဆွန့်ချက်လေလူရဖြည့်ဆိုပြီးတော့အလူရှင်လုံးဝမရှိတလာလုံးမှာတလာကိုသိန်း6ဟောင်လောက်ကုန်တယ်အလူရှင်မရှိကျွန်တော်တို့လှူမယ်ဆိုပြီးတလာသိန်း200ကျော်ကျွန်တော်တို့လှူပြပါတယ်ဒီလိုပဲကျွန်တော်တို့အလုံးတရာလှူမယ်လို့တတ်မှတ်လိုက်တယ်အလုံးတရာလှူမယ်လို့တတ်မှတ်ပြီးတော့ကျွန်တော်တို့ဟိုတီဆောင်နေတယ်လှူကျင်တဲ့လူကိုဖိတ်ခေါ်လိုက်တယ်ရှိတဲ့လောက်ကိုကျွန်တော်တို့ အလူရှင်နာမည်တွေထည့်ပြီးတော့လှူလိုက်မယ်။ကြံတာလှူတဲ့လူမရှိရင်လိုရာဖြစ်နေတဲ့ကျွန်တော်တို့လှူပါမယ်။ကျွန်တော်မိသားစုကလှူပါမယ်။အဲ့ဒီစီဇန်နဲ့သွားမယ်။အဲ့ဒီတရားကိုမှကျွန်တော်တို့ကလှူပြီးတဲ့ချိန်မှာလိုအပ်ချက်များသေးရင်နောက်ထပ်တရားထပ်ပြီးတော့ကျွန်တော်လှုပ်ပါမယ်။ကျွန်တော်တို့အိမ်မှာထားတာဥပမာပေါ့နော်။ဟိုဥစားဖြစ်တာမို့ကျွန်တော်လက်ထဲမှာဝတ်ထားတဲ့လက်ဆုပ်အကဲတံပိုးဒီတိုင်းဝတ်ထားတာဒီအလကားပါပဲ။တကယ်လို့လိုအပ်မယ်ဆိုရင်ဒီဟာတွေချွတ်ပြီးတော့ကျွန်တော်တို့ဟိုဂျိန်းနာတွေစောက်ဖို့ဆိုလဲစောက်မှာပါเนาะဟိုကျွန်တော်ဧကန်းမှာခု ဒီနေ့ပဲဧကန်းမှာလုပ်ဖို့ဘဘူး55သိန်းနဲ့ဘဘူးထုထားတဲ့ဟာ55သိန်းနဲ့ဘဘူးကိုကျွန်တော်ဒီတိုင်းပြန်ရောက်လိုက်ကျွန်တော်ဧကန်းမှာမချိတ်တော့ပါဘူးဒါကိုတယောက်ကချက်ချင်းဝယ်ရတယ်ဒါအဲ့ဒီ55သိန်းကကျွန်တော်အိမ်သား10လုံးကျွန်တော်လှူပေးပါမယ်အထက်ကလူဝဲချက်နေရာတွေကလीဟိုပြောကြားလူတာကတော့ကျွန်တော်တို့အကြံပေးလူတာကသွားလူမယ်ဆိုရင်လူဆူဆူဆူနေရာမသွားပါနဲ့မျိုးကန်နေနဲ့တိုင်မင်မှာမျိုးကန်မိတ်ဆွေနဲ့တိုင်မင်မှာเนาะတိုင်မင်ပြီးတော့လीအ လမ်းမတာတဲ့နေရာတွေမှာလုံးဝမရောက်ပါဘူးကျွန်တော်ပြောမယ်ဆိုဥပွားကုန်းကျော်ဒရာအောက်ကဝင်ပြီးဘယ်ဘက်သွားသွားညာဘက်သွားသွားဒီလိုပဲအမရပူရာတွေကဝင်ပြီးတော့ဟိုဂျူဂျူချာချာလေးတွေတဲမှာနော်ဟိုကျေးသွင်းရက်ဒီဒါတန်ပါဟူဒီအနောက်ကျောတွေနော်ကွင်းပိုင်းတွေအဲ့ညာတွေမှာလေတော်တော်ကားမရောက်ဘူးအဲ့လိုမရောက်တဲ့ရက်ကွက်တွေမရပါဘူးအဲ့လိုမြောက်တဲ့ရက်ွက်တွေကကြတော့ तू ကပါလေထဲထဲမှာ तू ဟာနဲ့ तू ရှိတယ်ဒါပေမဲ့ဝင်ပေါက်လေးတွေကျင်းပြီးလမ်းမကျွဲနဲ့တူရမရောက်တဲ့နေရာတွေ အများကြီးကြံပါနေတယ်တော့မင်းညအထီကိုလမ်းဘေးမှာအိတ်နေရတဲ့သီလရှင်တွေကိုရင်တွေအများကြီးကြံသေးလို့ကျွန်တော်တို့ကတော့မြို့ကန်တွေကျွန်တော်တို့တိုင်ပင်ပြီးတော့တေးချာချာစာပေးလေးကိုစင်းပြီးတော့အရင်ဆုံးအလူကားနဲ့မသွားပါနဲ့မြို့ကန်တဲ့အရင်ဆုံးဆိုင်ကယ်လေးနဲ့လိုက်ကြည့်ပြီးတော့မှလှူရမယ့်နေရာကိုတွေ့ပြီးဆိုတော့မှကိုယ့်အကူဖုန်းကွန်တက်တင်းနဲ့လုတ်ပြီးသွားလှူပါ နော်လှူမဲ့နေရာကိုကြုံမသိပါစေနဲ့အဲ့ဒါဆိုရင်တော့ထိရောက်ပါနေမို့ဆိုတိုးစားတဲ့လူနဲ့တွေ့ပြီးတော့မိမိတို့ကစိတ်ကုံသွားတဲ့ဟာတွေကြုံရပါလိမ့်မယ်ခင်ဗျအကုန်လုံးကဟိုမိတ်ဆွေတွေပေါ်တယ်နောက်ပြီးတော့ကျွန်တော်တို့ကနိဗ္ဗာန်ကုံလည်းလောက်တာဖြစ်တဲ့အတွက်ကျွန်တော်ကိုပစ္စည်းသွင်းနေတဲ့လမှုပညာရှင်တွေကအားလုံးကမန္တရရပါဗဘူးရောဗဒင်းရောနောက်ပြီးတော့ကျွန်တော်တို့တွေဟိုစကြင်ထုတဲ့ထုတွေအားလုံးကကျွန်တော်တို့မိတ်ဆွေတော်တော်ပေါ်ပါတယ်လိုအပ်မယ်ဆိုရင်အားလုံးဆက်သွယ်ပါကျွန်တော်တို့ခု ဟိုအိန္ဒာကျွင်းတွေတူးပေးမယ်ဆိုတာလေကျွန်တော်တို့ဖျားထုတဲ့အဖွဲတွေကအိန္ဒာကျွင်းတွေတူးပေးမှာပါလိုက်ပြီးတော့သူတို့ကြိုတူးမင်းဖျားဆိုစပြီးကြိုတူးပါပြီမိတ်ဆွေပေါ်တယ်နောက်လူချစ်လူငယ်လည်းပေါ်တာလည်းပါတယ်အတွက်အကုန်လုံးဆက်သွယ်ရလို့ကောင်းတယ်စွန်ဆက်ပါရပရာဟိတာကတော့ကျွန်တော်တို့အော်လွန်ခဲ့တဲ့7နှစ်လောက်တည်းကလုပ်ခဲ့တာပါခဗျအမဟိုးစားပေါ့စတာတော့မမျော်လင့်ဘူးဗျဟိုကျွန်တော်တို့တွေဗမာပြည်မှာလည်းဟိုပရိုက်တာလုပ်မယ်ဆိုရင်ပရိုက်တာလုပ်ပြီးဆိုရင်သူက လှုပ်ရှားတယ်လို့ထင်လာတာထင်လာတော့ကျွန်တော်တို့ကအဲ့တော့စီးပွားရေးအရင်ကိုစီးပွားရေးလုပ်တယ်ရလာတဲ့ပတ်စံဟိုမှာကျွန်တော်အရင်ကကျွန်တော်ပရိုက်တာလုပ်တာပါကျွန်တော်တော်တော်များများသိကြရတယ်ဥမိုးအနေနဲ့ကပရိုက်တာလုပ်တယ်ဒီလိုပဲတရားလူတွေလုပ်တယ်ဒါပေမဲ့ကိုကအဲ့လိုပေါ့ခန္ဓာကိုယ်နဲ့လုပ်တဲ့ချိန်ကြအများစုကကြပရိုက်တာလုပ်တဲ့လူတွေလှုပ်ရှားတယ်လို့ပဲထင်ကြရတယ်တကယ်တမ်းသူတို့ရဲ့ခက်ခဲနေနေတဲ့ပရိုက်တာဆိုတာကိုဆိုးပါတယ်ဝင်သွားပြီးပြန်ထွက်လို့မရတာပရိုက်တာပါ ရိုက်တာလုတ်ပြီးွားရင်နောက်ပြန်ဆုတ်လို့မရပါဘူးเนาะဆုတ်လို့လုံးဝမလွယ်တဲ့အလုပ်ပါပရိုက်တာလုတ်ကတကယ်တမ်းဆိုရင်ကိုကျိုးမကြည့်ဘဲနဲ့ကိုကိုအတွက်မကြည့်ဘဲနဲ့သူ့အတွက်ကြည့်လို့ရတာနောက်ပြန်ဆုတ်လို့မရဘူးပေါ့နော်အဲ့ဒီအတွက်ကိုလုံရင်ကျွန်တော်တို့ကရှာတယ်ရှာတယ်လှူလဲလှူတယ်ပေါ့နော်လှူလို့လည်းရှိရာရှိတယ်ရှိလို့လည်းလှူတာရှိတယ်ပေါ့နော်တခါတလေဟိုဒီလိုကိုမလှူနိုင်ဘူးလို့ထင်တာအလိုလိုတရားတရားတောက်ပဲ လူဘိုးကအော်တိုကိုရှိကိုဝင်လာပါတယ်ခေါင်းမှုချုပ်နဲ့ဝင်ပါတယ်အများကြီးရှိပဲဟိုကျွန်တော်တို့မမြွန်နိုင်တာဘူးပေါ့နော်လှူမယ်လို့သုံးဖြတ်လိုက်ရင်ကျွန်တော်တို့အရင်ကမရှိပါဘူးကျွန်တော်တို့ဖျားတဆူတေဘူးအတွက်ကိုဟိုကျွန်တော်တို့ဥစားပေါ့အိမ်အောင်စကြကာစားဖျားလေးတဆူတေဘူးကိုဂရီပေးတာတာလှူမယ်လဲဆိုတော့မရှိတဲ့ချိန်မှာအဲ့ဒီကိုကျွန်တော်တို့မိမကသူ့ဆွဲကြိုးလေးချွတ်ငကလေးချွတ်လှူတယ်ပေါ့နော်ချွတ်ရောင်းပြီးလှူတယ်အဲ့ဒီကပဲ ချက်ချင်းကိုပဲအကျိုးပေးလာပြီးတော့လေကိုကဟိုရွှေဆိုင်ပိုင်ရှင်အထိကို28နှစ်ကိုရွှေဆိုင်ပိုင်ရှင်စဖြစ်တာပါခင်ဗျအဲကျွန်တော်တို့တွေစိုးရိမ်မိတာလူတွေစီးပွားရေးအကျက်တဲ့ကျွန်တော်နိုင်ငံကအမေနော်ကပ်ဘေးတွေစိုက်တယ်လို့လည်းထင်ပါတယ်နောက်ကုသိုလ်ကောင်းမှုတွေနဲ့လည်းအားနည်းတယ်လို့ထင်ပါတယ်ကျွန်တော်ကတော့ဟိုဥမှုဘာအကြံဉာဏ်ပေးခြင်းလဲဆိုပတ်သက်မရှိနေပါလက်ထက်မှာပတ်သက်မရှိရင်ဘာမှမလုပ်ပါနဲ့နော် တတဝါဒီအားလုံးဘေးရခသိမ်းငိမ့်ကြပါစေဆင်းရဲခသိမ်းငိမ့်ကြပါတောသားခသိမ်းငိမ့်ကြပါစေစသဖြင့်မြစ်တာတာထိုင်ဖို့ပါကြောင်းတဆောင်ဆောက်တဲ့ကုသိုလ်နဲ့ကြီးပါတယ်လောကကြီးကိုလည်းစောင့်ချောက်ရကြပါတယ်ပတ်စံမလို့ပါဘူးမြစ်တာဒီသာနော်အထက်မြေဆုံးလက်နက်တစ်ခုပါဟိုဘာမှမရှိတော့မမြစ်တာလေးတွေထိုင်ဖို့နေခြင်းအဖြစ်ကုသိုလ်တွေယူပြီးတော့ကျွန်တော်တို့ကုသိုလ်ကကုသိုလ်ကိုအကျိုးပေးပြီးတကလာအကုသိုလ်တွေပျောက်သွားပါလိမ့်မယ်လို့အကြံပေးလိုပါတယ်ခင်ဗျလူကျင်တဲ့လူရရှိရင်တော့ကျွန်တော်တို့ကလေဟိုတာဘော အတုတွေလည်းရှိတယ်လိန်တဲ့လူတွေဆိုရင်ကျွန်တော်တို့ရဲ့ဓမ္မပီတိနိဗ္ဗာန်ကိုထုတ်လို့ဖြန့်ချီရေးကျွန်တော်တို့ဟို page ကိုပဲဆက်သွယ်ပြီးတော့ page ချက်ပေါက်ကလာပြောပါကျွန်တော်တို့က Viber ဆက်သွယ်တာမဟုတ်ပါဘူးဟိုနောက်ပြီးကျွန်တော်တို့အတိလည်းတိနေကြတော့ကျွန်တော်အိမ်ကိုလာရောက်ပြီးတော့ဆက်သွယ်ပြီးတော့လည်းထူတန်းလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီဆုံးလောင်းသင်းမှလည်းရှိတယ်လို့အိမ်မှလည်းရှိပါတယ်နောက်အိမ်မှတော့တပည့်တွေရှိပါတယ်เนาะလူတလောက်ကျွန်တော်တို့ ਨੇ ကျွန်တော်ရှိမှလူအမှလူဝေးပါ ဟိုကိုမိမိကိုယ်တိုင်လည်းချက်ပြီးတော့လှူတာမျိုးကြတော့လည်းမဖြစ်စေချင်ဘူးကျွန်တော်တို့ဘက်ကတော့တနိုင်တလောက်လှူသွားမှာပါခင်ဗျစကားလက်ဆောင်နေနေကတော့လေကုသိုလ်ကောင်းမှုတွေများများလုပ်ပါနော်မေတ္တာဘာဝနာတွေပွားများပါမေတ္တာတွေနည်းလို့ခုလိုကပ်ဘေးဆိုင်တာပါကဘေးဆိုင်ရခြင်းမေတ္တာနဲ့လို့ပါညာဆိုမန္တလေးမှာမိုးတွေအရန်ရွာတယ်ဆိုတော့တက္ကလဝတ္တမိုးလို့ခေါ်တဲ့ကတ်ဆေးမိုးပါဒီလိုကတ်တစ်ခုကိုဖြစ်ပြီးွားကတ်ဆေးမိုးဆိုတာရွာတတ်တယ်အဲ့ဒါဒီဒါဖျားဟုတ်နဲ့အညီ တဲတဲမဲမဲကိုရွာတာမနေ့ကလည်းရွာတယ်ဒါမျိုးကဒီလိုပါပဲတော့ဒီကက်ကြီးငလျင်ကက်ကြီးပြီးသွားပြီလို့ပဲကျွန်တော်တို့ယူဆရမယ်လို့ထင်ပါတယ်ဒါကြောင့်မလို့ဒီလိုမဖြစ်လာအောင်လို့မေတ္တာတွေအများဆုံးပွားပြင်းဖြစ်နော်အားလုံးတတ္တဝါတွေငြိမ်းချမ်းဖို့ကျွန်တော်တို့ဆုတောင်းပါတယ်ကိုအားလုံးကလည်းမေတ္တာတွေပွားကြပါလို့ဟိုတိုက်တွန်းလိုပါတယ်ခင်ဗျာ